အားလုံးမင်္ဂလာပါ Resurrectivity ဖတ်ကြားခြင်းစီစဉ်ကနေရောက်စီတိုင်းကိုလိုက်လဲနှွေးထွေးစွာနဲ့တပန်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့မေလ9ရက်နေ့ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်ကျမတို့ရဲ့ဝိညာဉ်ဖခင်ပါစတာခရစ်ရွေးချယ်ထားတဲ့ကောင်းစဉ်ကတော့အသင်းတော်ထဲ၌ရှင်သန်နေပြီးဆက်ကပ်အနှံပါပါစရီးစေထားသောတမန်ကျမ်းပိုက်ကတော့ကိုလိုသဲဩဝါဒစာခန်းစီ1ခန်းငယ်18သူသည်အသင်းတော်တည်ဟူသော ကိုဤဦးကောင်းဖြစ်တော်မူ၏အရာရာ၌ထူးမြတ်ခြင်းကမူလအရင်ဖြစ်၍တေသောသူတို့တွင်တာဦးဖြစ်တော်မူ၏ပါစတာကကျမတို့တယောက်စီတိုင်းကို အချို့သောသူများသည်ဖျားချောင်းသွားခြင်းကိုရက်တက်ပြစ်ခဲ့ကြသည်အကြောင်းမှာသူတို့အားအခြားတပါသောသူဤပြောဆိုသို့မဟုတ်လှုပ်ဆောင်ခဲ့ကြသည့်အရာများအားဖြင့်သူတို့သည်စော်ကားခြင်းခံခဲ့ရသောကြောင့်ဖြစ်ပါသည်ထို့သို့မဖြစ်သင့်ပေ တင့်အားဖျားချောင်းသွားခြင်းမှသွေဖြီသွားစေရန်သို့မဟုတ်မိထာယဖွဲ့ခြင်းမှ နောက်ဆုတ်သွားစေရန်မြည်သည့်အရာကိုမှ ခွင့်မပြုပါနှင့် အသင်းတော်ထဲမှနေပြီးစက်ကက်အနှံကသခင်ဖျားကိုအစီခံပါဝန်းနေစရာမှာလူအချို့တို့သည် ထိုးတူညီသော စိတ်နေစိတ်ထားနှင့်အတူအိမ်၌ကြီးပြင်းလာကထိုးရာကို အသိန်းတော်စီသို့တည်ဆောင်လာကြပါသည် တို့ဤမိဘများကသူတို့မကြိုက်မနှစ်သက်သောအရာတစ်စုံတစ်ခုကိုလှုပ်ဆောင်ခဲ့သည်သို့မဟုတ်သူတို့အားပြင်းထန်ကြက်တဲစွာဆူဆုံးမှခဲ့သည်မှာဖြစ်ကောင်းဖြစ်နိုင်ပါသည်တို့ဖြစ်၍သူတို့သည်အိမ်မှထွက်ခွာလာကြပြီးမြည်သည့်အခါမှမပြန်တော့ရန်ရွေးချယ်ခဲ့ကြပါသည်သူတို့သည်အမားပြုပြင်ရန်သို့မဟုတ်ခွင့်မလွတ်ရန်အတွက် သူတို့၏ခန္ဓာရည်သည် ဖွင့်ပြိုးတိုးတက်လာခဲ့ပြီးထိုသူတို့သည်အသိတော်တဲ့သို့ထိုတူညီသောသဘောတဘာဝကိုယူဆောင်လာခဲ့ကြပါသည် ို့တို့မဟုတ်ပါခရစ်တော်၌ကျွန်ုပ်တို့သည် အမားပြင်ဆင်ချက်များနှင့်လမ်းညွန်ချက်များကိုနှိမ်ချခြင်းနှင့်ချစ်ချင်းမြတ်တာတို့ဖြင့်လက်ခံကြပြီးကျွန်ုပ်တို့စော်ကားခံရသောအခါခွင့်လွတ်တဲ့ရန်သင်ကြားခဲ့ကြပါသည်ကဲတင်ခြင်းက သခင်ယေရှုသည်သင်ဘဝ၏အရှင်သခင်ဖြစ်သည်ကိုညွန်ပြနေပါသည်သင်ရွေးချယ်သောအရာကိုသင်သည်ဘယ်သောအခါမှမပြုလုပ်နိုင်တော့သည်တမကသင်သည်သင်ဘဝအသက်တာ၏ဥဆောင်သူမဟုတ်တော့ပေ သခင်ယေရှုကငါ၏အသင်းတော်ကိုငါတည်ဆောက်မည်ထိုအသင်းတော်ကိုမရဏ၏တကားတို့သည် မနိုင်ရဟုမိန့်တော်မူ၏ ရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး16ခန်းငယ်18ကိုရောဤအသင်းတော်၌ကိုရောသည်ဖွဲ့စည်းတိဆောက်ပုံကို နေရာတကျတိဆောက်ထားပါသည်ကျမ်းစာကခရစ်တော်ဤကိုရောကိုတိဆောက်၍ဓမ္မဆရာ၏အမှုကိုပြုတ်တက်မိအကြောင်းတန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလို့ငါထိုသခင်သည်လူအချို့တို့ကို တမန်တော်အရာ၌၎င်းအချို့တို့ကိုပရောဖက်အရာ၌၎င်းအချို့ကိုသာသနာပြုအရာ၌၎င်းအချို့ကိုသင်းအုပ်ဆရာဆရာအရာ၌၎င်းခတ်ထားတော်မူ၏ငါတို့ရှိသည်မြ သည်ယုံကြည်ခြင်းတို့၎င်းဖယားသခင်၏သားတော်ကိုတည်ကျွမ်းခြင်းတို့၎င်းတညီတညွတ်ထဲရောက်၍ခရစ်တော်၏ပြည့်စုံခြင်းပမာဏအရက်တည်းဟုသောကြီးရင်သောလူ၏အဖြစ်တို့ရောက်ကြသည့်တိုင်အောင်ဖြစ်သည်ဟုမိန့်တော်မူ၏အေပဩဝါလာစာခန်းကြီး၄ခန်းငယ်၁၁မှ၃အသင်းတော်၌အစီအစဉ်တကျရှိပြီးခရိယာများနေဖြင့်ကိုတော်သည်ကျွန်ုပ်တို့၏အရှင်သခင်ဖြစ်သောကြောင့်ကျွန်ုပ်တို့သည် ထိုအစီအစဉ်တကျလိုက်နာဆောင်ထင်းကြပါသည် ဝိညာဉ်ရေးရာကြီးထွားမှုတွင်လမ်းညွန်ချက်များနှင့်ဝိညာဉ်ရေးရာလမ်းပြဥဆောင်မှုတို့ကိုလက်ခံရယူရန် လိုက်နာစောင့်ရှောက်ရန်နှင့်စီကံဥပဒေတာကို လက်ခံရန်တင်ကြားခံယူခြင်းတို့ပါဝင်ပါသည် သင်းစိတ်သည်အတိပြုပြင်ခြင်းခံရပြီးသင်းအတ္တသည်ပုံတရံပြောင်းလဲခြင်းခံခဲ့ရသည်မှာဤရာများကတက်သည်အထောက်ထားဖြစ်ပါသည် ထို့ကြောင့်အသင်းတော်၌နှုတ်ကပတ်တော်မှအသင်လက်ခံရယူထားသည့်အမာပြုပြင်ခြင်းများလမ်းညွှန်မှုများနှင့်လမ်းပြဥဆောင်မှုများအားဖြင့်သင်ဤခရိယံအတ္တရှောက်လန်းခြင်းတွင်သင်သည် ကြီးထွားလာပြီးပုံမှုအကျိုးထိရောက်မှုရှိလာပါသည် ကျွန်ုပ်သည်တင်းအုပ်က ပြောသောအရာအဖြစ်စော်ကားခြင်းခံခဲ့ရသည်ထို့ကြောင့်ကျွန်ုပ်သည်ဖျားဆောင်တက်ခြင်းကိုရက်တက်လိုက်ပါတော့မည်ဟုမပြောပါနှင့်သခင်ဖျားကိုတော်တိုင်းကတင်းအသိန်းတော်ဤဥကောင်းဆောင်ဖြစ်ပြီးတင်းကကိုရောနောက်သို့လိုက်နေခြင်းဖြစ်သည်ကိုတတိယပါ ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး30ခန်းငယ်လေးကိုရောဤစိုးစံခြင်းကို ဝင့်ခံအံ့နံခြင်းနှင့်ဆိုင်သောအပိုင်းသည် သူ၏အသင်းတော်တွင် သူတည်ဆောက်ထားသည့်ဖွဲ့စည်းပုံများကိုဝန်ခံအနှံ့ချင်းပင်ဖြစ်ပါသည်ထရွေလီလာရဲ့တမချမ်းပိုင်များကတော့ဟေပြေဩဝါဒစာခန်းကြီး73ခန်းငယ်18ဟေပြေဩဝါဒစာခန်းကြီး30အခန်းငယ်24မှ25ဒီမိုသေဩဝါဒစာဒုတိယဆောင်ခန်းကြီး3ခန်းငယ်16 အခုဆက်လက်ပြီးတော့ဆုတောင်းခြင်းကိုကျွန်မရဲ့နောက်ကနေစိတ်နှလုံးအကျွမ်းမဲ့ဖြင့်ဂျေဆုပြုပြီးတော့လိုက်ဆိုပေးပါချစ်တော်မူသော သခင်ယေရှုဖေဟာကျွန်ုပ်ဘဝဤအရှင်သခင်ဖြစ်ပေးခြင်းအတွက်ကိုရော့ကိုဂျေဆုတံပါသည်ကျွန်ုပ်သည်ကိုရော့၏လမ်းပြဥဆောင်မှုနှင့်အသင်းတော်တွင် ိုတော်တိဆောက်ထားသည်အစီစဉ်ထံဝင်ခံအနံပါ၏ကိုတော်နှင့်အတူကျွန်ုပ်၏ရှောက်လန်းခြင်းကိုသို့မဟုတ်သခင်ဖျား၌ရှိသောကျွန်ုပ်၏ညီအကိုမောင်နှမများနှင့် မိသဟာယဖွဲ့ခြင်းကိုနှောက်နှေးအောင်အမားပြုခြင်းကိုခွင့်ပြုရန်ကျွန်ုပ်ငင်းဆိုပါသည်ကိုရောနောက်တော်သူ သစ္စာရှိစွာနောက်လိုက်ရန်စကားနားထောင်ရန်နှင့်ကြီးထွားလာစေရန်ကျွန်ုပ်အားတွင်တင်ပေးခြင်းအတွက်ကိုရောကိုယေရှုတင်ပါသည်သခင်ယေရှုနာမတော်၌ဆုတောင်းပါ၏အာမင်ဒီကနေ့ဖတ်ရှုသွားသော Resurrected Reality အဖြစ်အရောက်စီတိုင်းကိုဖရာသခင်ကောင်းချီးပေးပါစေ။